ရုရှားသမ္မတဗလာဒီမီယာပူတင်ကဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့ဇနီးဒေါ်ဂျူဂျူလှတို့ကိုအနည်း70မြောက်အောင်မွေးနေအခမ်းအနားတက်ရောက်ဖို့ဖိတ်ကြားလိုက်ပါတယ်ဒီလောက်ရဟာဆိုဗီယက်တို့ရဲ့ဖက်ဆစ်အောင်မွေးနေကိုအလွန်အယုတ်ဆိုးအကြီးတန်းစေတဲ့လောက်ရပါဒါပေမဲ့မတိလို့လောက်ကြတာမဟုတ်ဘဲနဲ့တိတိနဲ့ဖြက်စီးနေကြတာဖြစ်တဲ့အတွက်အထူးဝမ်းနည်းစရာတော့မဟုတ်တော့ဘူးလို့ဆိုရမှာပါရုရှားရဲ့အနည်း70မြောက်အောင်မွေးနေဆိုတာကဘာပါလဲ အဲ့ဒီကာလတုန်းကရှိခဲ့တဲ့ဆိုဗီယက်ယူနီယံကိုဂျာမန်နာဇီတပ်ကကျူးကျော်ခဲ့ရမှာခုခံတက်ခတ်ပြီးတော့အောင်မြင်ခဲ့တဲ့အထိတ်မှတ်နေပါဆိုဗီယက်ယူနီယံတက်နေတော်စစ်သားနဲ့ပြည်သူလူထုစုစုပေါင်း25သန်းကနေပြီးတော့တန်း30အကြာတိတ်ဆုံးခဲ့ကြပါတယ်ဆိုဗီယက်ယူနီယံကသာမကကဘာကြီးတစ်ခုလုံးကိုပါဖက်ဆစ်ဝါဒနာဇီဝါဒအန်ဒီယားကနေပြီးတော့ကဲတင်ပေးခဲ့တာဖြစ်တဲ့အတွက်သမိုင်းဝင် နေကြီးတနေပါ အဲ့ဒါလိုကဘာမှာအကြီးအကျယ်ဆုံးဖြစ်တဲ့ဖက်စစ်အောင်ပွဲကိုတက်ရောက်ဖို့ဗမာပြည်ကဖက်စစ်မင်းအောင်လိုင်းနဲ့ဇနီးကျူကျူလှကိုဖိတ်ကြားလိုက်တာဟာရည်စရာပြက်လုံးတစ်ခုလိုဖြစ်သွားပါတယ်ကျွန်တော်တို့မြန်မာပြည်သူတွေကဘုံမင်းအောင်လိုင်းရဲ့စစ်ကောင်စီကိုဖက်စစ်တယ်လို့ခေါ်ပါတယ်အဲ့ဒါဘာကြောင့်မလဲဖက်စစ်စစ်တပ်အမြင့်ဖြတ်လို့လူငယ်တွေကကြွေးကြော်နေကြပါတယ်အဲ့ဒါဘာကြောင့်မလဲကြွေးကြော်နေတဲ့လူငယ်တွေရဲမှတောင်မှတချို့ကတိတ်ပြီးတော့နားမလဲတဲ့ လူငယ်လေးတွေရှိကြပါတယ်။တိတ်ငယ်တဲ့လူငယ်တချို့ကကောင်းကောင်းနားမလည်ကြပါဘူး။အဲ့တော့အဲ့ဒီအကြောင်းကိုနည်းနည်းလေးရှင်းပြကြပါမယ်။တကယ်တော့ဘုံမင်းအွန်လိုင်းတို့စစ်ကောင်စီကိုဖက်စစ်စစ်တယ်လို့ခေါ်တာဟာမုန်းလို့ချိုးနိုင်ခြင်းလို့ခေါ်တာတသက်ပဲလို့ထင်လို့ရှိရင်မှားပါလိမ့်မယ်။ဘာကြောင့်ဖက်စစ်စစ်တယ်လို့ခေါ်တယ်လဲဆိုတော့စစ်အာဏာရှင်တွေဟာတကယ့်ကိုပဲဖက်စစ်တွေမို့လို့ဖက်စစ်လို့ခေါ်တာပါပဲ။ဘုံမင်းအွန်လိုင်းတို့ဟာဖက်စစ်ဟောမဟုတ်ကိုတိုက်ခွဲဆန်းစစ်ဖို့အတွက် ဖက်စစ်လက္ခဏာ15ချက်ကိုတင်ပြပါမယ်။အဲ့ဒီ15ချက်ဟာကျွန်တော်တယောက်တည်းအမြင်မဟုတ်ပါဘူး။ကမ္ဘာနိုင်ငံရေးသိပ္ပံပညာရှင်အားလုံးကသဘောတူညီညွတ်စွာသတ်မှတ်ထားလက်ခံထားပြီးသားဖြစ်တဲ့ဖက်စစ်လက္ခဏာရပ်တည်ဖြစ်ပါတယ်။ဘူမိအွန်လိုင်းတို့ဟာဖက်စစ်ဟော်မုန်းကိုတိုက်ကြည့်ကြပါ။နံပါတ်1ကတော့တဦးတယောက်တည်းသို့မဟုတ်တစုတစ်ဖွဲ့ရဲ့ချုပ်ကန်မှုဖြစ်ပါတယ်။ဖက်စစ်မူဆိုလိုနီနာဇီဟစ်တလာနဲ့ဘူမိအွန်လိုင်းတို့ရဲ့ စစ်ကောင်စီတို့ကိုလက်တဆုပ်စာစစ်ကောင်ဆောင်တွေကစုံမချုပ်ကင်ထားပါတယ်။နံပါတ်၄ကတော့ပုဂ္ဂိုလ်ရေးကိုးကွယ်မှုထူထောင်ခြင်းဖြစ်ပါတယ်။မူဆိုလိုဒီဟစ်တလာတို့ဟာပုဂ္ဂိုလ်ရေးဩဇာကိုထူထောင်ခဲ့ကြပါတယ်။ဗိုလ်မင်းအောင်နိုင်ကလည်းသူ့ရဲ့ပုဂ္ဂိုလ်ရေးဩဇာကိုထူထောင်ပါတယ်။သူမကြိုက်တဲ့သူမှန်သမျှကိုဖယ်ရှားပါတယ်။အဲ့ဒါလို့ဖယ်ရှားတဲ့အခါမှာလည်းသူတဦးရည်ရဲ့ဆုံးဖြတ်ချက်နဲ့လှုပ်ဆောင်ပါတယ်။ဒါဖက်စစ်လက္ခဏာပါ။နံပါတ်၃ချက်ကဒီမိုကရေစီကိုညှိပယ်မှုဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ ဖက်ရှစ်အစိုးရတိုင်းဟာဒီမိုကရေစီအခွင့်အရေးတွေကိုညှင်းပယ်ဆန့်ကျင်ပါတယ်။နံပါတ်၄အချက်